်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နဲ့တရုတ်ကြားဖြန့်စစ်ဆင်ရေးကြောင်းမင်းအောင်လိုက်လက်တုံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်15ရက်မနက်9နာရီခွဲ10နာရီဝန်းကျင်မင်းအောင်လိုက်ဖတ်အံမျိုးကိုရောက်ချလာတယ်လေရင်သုံးစင်းအဆောက်ရှောက်နဲ့ဂရိုက်ကရိုက်ဆင်းချလာပြီးရတခစစ်ဌာနချုပ်မော်လမြိုင်မှာအရေးပေါ်စီဝေးလုပ်ပြီး BGF နဲ့ DKPA ဖက်အံမျိုးတွေကနေမောင်းထုတ်ဖို့လုပ်နေတဲ့ တောင်ရင်မြစ်ကန္နာလန်ကြားဖြန့်ကရက်ကစူပါပါဝါနှစ်နိုင်ငံကြားအယုံဆိုင်လာပြီးအပီးတုပ်ဖို့လုပ်နေကြတယ်။လင်းယုံကတုပ်ဖို့ပြင်ချိန်နှကားကလည်းလှမ်းမြူထားတာ။ရှောင်ယွန်ဖက်နဲ့မစ်ရှဲယိုတို့ရဲ့ Crachen တိုက်က Hidden Dragon ရုပ်ရှင်ကိုကြည့်နေရတယ်လို့ပဲ။ထိုင်းကိုဖိအားပေးပြီးကြားဖြန့်ရစာရှိချင်းချမ်းကိုနိုဝင်ဘာလ12ရက်မှာတရုတ်ကိုရောက်ချိန်အမေရိကန်ရဲ့ကြောက်ခတ်ကြားဖြန့်မှာပတ်စံယူအကောက်ွယ်ပြီးစောင့်ကြက်တဲ့ DGBA ကောင်းဆောင်လေးဦးကိုစတေရှင်ချပြီး Scan Center Strike Force အထူးတပ်ဖွဲ့ဖွဲ့ချိန်ချိန်တာကိုက်နေမှုကနောက်ွယ်လက်မဲမင်းအောင်လိုက်အဖို့သိမင်းငင်းစီဖို့ဖြစ်လာပါတယ်။ငရှင်းလိုလှစ်ခနဲလှင်နဲ့စံမြင်ခငချစ်ကအတန်းပညာအားနေပေမဲ့ကရင်ပုံမှာပယ်ဆောက်ချိန်ဝေဆန်းတို့လိုမင်းအောင်လိုက်အယုံသွင်းပြီးချက်ကလေးငှက်ကလေးတို့အဖမ်းမခံရအောင်လူအတိုက်ထဲမှာပုံနေတယ်။မင်းအောင်လိုက်အတွက်တော့ရှီတိုးထန်းဖို့နောက်ဆုတ်လဲထုတ်ဖြစ်နေတယ်။ သူလက်ကင်တို့ BGM DGBA အပြည့်ရှင်းရင်လဲ KNU KNLA နဲ့ PDF တွေကို ထိမ့်ဖို့မလွယ်ဘူးငချစ်ခဘူလက်တန်းအကူညီနဲ့ KNU နဲ့ PDF တွေရဲ့ထိုးစစ်ကိုခံနိုင်တာဖြစ်ပြီးဘူလက်တန်းရဲ့ BGF နဲ့ DGBA အုပ်စုကိုသာဒီအတိုင်းဆက်ထားရင်ကျင်းစိုးလေပင်ကြိုးခွင်းဆွလာမှာတည်ကြတယ်စားရမှာလဲတဲတဲရှက်ရှက်ပြည့်ရမှာလဲအစီတဝင်းဝင်းဖြစ်နေတဲ့ MEL ကအသက်ဆက်ဖို့ VGF နဲ့ DGBA ကိုစွန့်ပစ်ဖို့ဖအံကိုကတ်တော့ကမျောရောက်ချလာတယ် မနေ့နိုဝင်ဘာ14ရက်ကပဲ KNU, KNL, VBL နဲ့ FFF ကတနင်္သာရီမြို့နာကမောတောင်မြို့ကိုတုံရက်ကြထိုးစစ်ဆင်ပြီးသိမ်းပိုက်လိုက်တဲ့ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့မောတောင်နယ်စပ်ကုန်းသွေးရေးစခန်းကိုသိမ်းလိုက်နိုင်တာကြောင့်2025နှစ်လေက KNL သိမ်းယူထားတဲ့ TK နယ်စပ်ကုန်းသွေးရေးစခန်းပြီးရင်ဒုတိယမြောက်နယ်စပ်ကုန်းသွေးရေးစခန်းကိုသိမ်းယူနိုင်တာလည်းဖြစ်တဲ့ဒါကလည်း KNU တက်ကြအိုရီရဲ့ငွေစိတ်တက်မှုဘူလက်တန်းရဲ့ ငွေလန်းခင်ခါမှုတွေကြမှာတရုတ်နယ်ဆက်ဖြတ်ကျော်ကြားဖြန့်ခိုင်ကစိုးသွမ်းခြင်းတိုင်းစိုးသွမ်းလရဲဆက်ရဲဖြစ်လာကြတယ်။ဘူလက်တန်းရဲ့ BGF အကာအကွယ်ပေးမှုအောက်မှာရွှေကုတ်ကိုကြားဖြန့်အပါဝင် KK ပန်းခွန်ညာကြောက်ခန့်နဲ့မြောက်ပရိတမျိုးလုံးကလူလိန်ကိုင်းတွေရဲ့ဆက်ချက်ဖြစ်လာတယ်။တက်တော်ရှိတော်လန်ရီဘိုးဤ KNU ဥက္ကဋ္ဌဟောင်းနဲ့လက်ရှိ CUC ချုပ်ဘိုးချုပ်ကြီးဂျော်နီတို့ကိုယ်တိုင်ဘူလက်တန်းကခွန်ထားတာကြောင့် KNL 2စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲတမဟာ6နဲ့တမဟာ9နဲ့မြေမှာဖြစ်ချင်နိုင်ဖြစ်နေတာကိုလက်ပိုက်ကြည့်နေကြရတယ်။တောင်ပိုင်းတိုင်းမှာအခြေစိုက်နေတဲ့ NUG, PDF တွေပါဘူလက်တန်းရဲ့ BGF, City တို့ရဲ့ DKBA တို့နဲ့ KNU, KNL ကြားကရင်အချင်းချင်းမတိုက်ရဲမှုကြားမှာဂျားညက်ခံရပြီး sacrifice လုပ်တာခံရတာအကြိမ်ကြိမ်။ကြားဖြန့်စင်တာ KK ဘန်ခွန်ရစီမံခိန်းနဲ့ပါ KNU, KNL ပါဘလက်လစ်လုတ်ခံရချိန်မှာဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲက တက်မဟာလေးခွင်ဘက်မှဥဆောင်လှုပ်ရှားခဲ့တဲ့2025နှစ်လေလောက်မှာထိုင်းမြန်မာနယ်စပ်စခန်းတရှောင်း KNLA KMDO PDF တွေစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးထိခိနှိဆက်ကုန်သွယ်ရေးစခန်းကိုပါသိမ်းနိုင်ခဲ့တဲ့ဘိုလက်တန်းကလည်းကြားဖြန့်စင်တာတွေကိုတဝယ်မြိတ်ဘက်မှာအထိုင်ချနေတဲ့တက်မဟာလေးခွင်ဘက်မှာနေချဲဖို့ဘိုးချုပ်ကြီးဘောကျော်ဟင်းနဲ့ပါထိတ်တိုက်တွေ့ခဲ့တဲ့ကျောင်းတော်ကရန်စာရှိခဲ့တဲ့ဒီနေရောက်ဟာတက်မဟာလေးခွင်မှာတော့အိမ်ကွင်းအဝေးကွင်းမရွေးတဲ့ဘိုးချုပ်ဘောကျော်ဟဲကိုမရှင်နိုင်ပဲနောက်ဆုတ်ပေးလိုက်ရတယ် မောတောင်တိုက်ပွဲအပြီးတက်ချိန်မောင်ဆောင်ခါရဲ့ BPLA ကတိုက်ပွဲသတင်းထုတ်ပြန်လာတဲ့ KNU တပ်မဟာ9မှအခြေစိုက်တဲ့ BPLA ဟာ KNU တပ်မဟာရဲ့မှာအမားဆုံးဖိုက်တာတပ်ဖြစ်တဲ့ KNL 2 COC ချုပ်ကိုတိုင်ကုတ်ခဲနေတဲ့တပ်မဟာဖြစ်လို့ BPLA ဟာမောတောင်တိုက်ပွဲမှာပါဝင်လာတာဖြစ်ပါတယ်။ဒီလိုအရေးပါတဲ့မောတောင်နေဆက်ကုန်သွယ်ရေးစခန်းကို KNL သိမ်းယူတာကိုတောင်စစ်ကောင်းဆောင်မင်းအောင်လိုက်ဟာဂယုမဆိုင်နိုင်ပဲကြားဖြန့်ကိစ္စကိုသာ မဲတင်းနေတဲ့အတွက်ဖီအားဖလောက်ကြီးမလဲဆိုတာတွက်ဆနိုင်နေ။ကြားဖြန့်ကိစ္စကတကယ့်ပွဲကြီးပွဲကောင်းပဲ။အမေရိကန်အထူးတပ်ဖွဲ့ SCSF ပါဝင်လာမှုဟာဒုတ်ကြီးကြီးကန်ရိုက်မဲ့ပုံမင်းအောင်လိုင်းကလည်းဖအံမျိုးပေါ်ကိုသူ့လက်ကင်တို့တပ်ဖွဲ့အသုံးချခဲ့တဲ့ကရင်လက်နက်ကင်တုံးဖွဲ့ BGF TKPA နဲ့ KNU KNLPC တို့ကိုလက်နက်လုံးကြုံရေးအဆောက်ရှောက်ကားတွေနဲ့ပေးမဖြတ်တော့သလိုဗိုလ်လက်တန်းခဆန်ညင့်ကလည်းသူ့အတိုက်ဖြစ်တဲ့လှိုင်းပွဲခွင်ပတ်ဝန်းကျင်မှာအခိုင်အမာစစ်ရေးပြင်ဆင်နေတဲ့ ခတ်တာကဘူလက်တန်တစ်နှစ်ကိုဒေါ်လာတန်190လောက်အိတ်ကတ်ထဲရောက်နေတော့သူ့အတိုက်ထိပါတရုတ်ကြားဖြန်သမားတွေကိုပါခေါ်သွင်းလာတယ် US အထူးတပ်ဖွဲ့တွေမဝင်နိုင်လောက်ဘူးထင်ပြီးတွန်ပြနေတာ US အထူးတပ်ဖွဲ့ကတော့တကယ်လုံးမယ်ဆိုရင်အထက်တီ operation လုပ်ဖို့ KNU တပ်မဟာငါအထူးကွန်မန်ဒိုတွေနဲ့ဝင်ပါပဲထိုင်းနိုင်ငံမှာနှစ်စဉ်ကျင်းပတဲ့ Cobra ကိုစည်ရည်လေးချင်းမှုမှာ KNU တပ်မဟာငါပါတော့အတူစစ်ဆင်ရေးလုပ်လို့ရတယ်မူရော်ခရိုင်ဖောက်ပေါ်မှာရှိတဲ့ တက်မဟာငါးနှစ်မြေစံပြင်ခဘူလက်တန်းအထိုင်ချတဲ့လှိုင်းပွဲဂွေနေတဆက်သေးဆိုတာပဲညိုင်ကြီးမူမဲတဝရှမ်းရွာတစ်လန်းကနေရွှေခွန်းလန်းကနေဝင်လို့ရတာဂိုင်းကောင်းကောင်းနားတက်တဲ့မောင်ဆောင်ခရဲ့ BPL လေတော့ပွာတာပဲတက်မဟာငါးနဲ့အတူ US နဲ့ပါအချိန်ဆက်ရမှာဆိုတော့သဘောခွင့်နေမှာပဲမင်းအောင်လိုက်နေပြီးတော့မှအခုလက်တုံနေရပါပြီ။ ဆက်လက်ပြီးဖလန်းကိုစစ်တပ်အင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေလို့စည်ရည်တင်းမာနေဟုချင်းညီတော်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီဟာချင်းပြည်နယ်ဖလန်းမြို့နယ်ကိုပြန်လည်စိုးမုံနိုင်ဖို့အင်အားအလုံးကြီးတုံစစ်ကြောင်းထိုးနေကြောင်းချင်းညီတော်တာဝန်ရှိသူတအုပ်ဖြစ်တဲ့ဆလိုင်းတင်မီကပြောပါတယ်။ဒီကနေ့နိုဝင်ဘာ15ရက်မှာကျင်းပတဲ့ချင်းညီတော်ရန်ပုံဝင်ရှာဖွေပွဲမှာဆလိုင်းတင်မီကချင်းပြည်နယ်အတွင်းစည်ရည်အခြေအနေတွေကိုအခုလိုအသိပေးခဲ့တာပါ။လက်ရှိမြေပြင်အခြေအနေဟာ ရောနယ်ဘက်မှဖြစ်စီ၊ဇကိုင်းတိုင်းနဲ့မကွေးတိုင်းဖြစ်စီ၊ချင်းပြည်နယ်ဖြစ်စီစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကို ခုခံနေရတဲ့အခြေအနေဖြစ်တယ်လို့ပြောပါရယ်။ချင်းညီနောင်ရဲ့နေမြေမှာဆိုလို့ရှိရင် ZFU ဘက်မှ PDF ဆိုလန်ဘက်မှလည်းတော်တော်လေးခုခံနေရတဲ့အခြေအနေရှိတယ်။တချို့စက္ကန့်တွေသူတို့ပြန်ပြီးမှယူတယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေကလည်းပြန်ပြီးခုခံပြီးပြည်သူတွေတချို့ကိုကယ်ထုတ်နိုင်တဲ့အခြေအနေရှိတယ်လို့စလိုင်းတင်မီကတီးတိမ်မှုနဲ့အတွင်စစ်ကောင်စီတပ်ထိုးစစ်ဆင်မှုအခြေအနေကိုပြောပါရယ်။ တိတိမျိုးတိုက်ပွဲတွေမှာလက်နက်အချို့ရပြီးအောင်မြင်မှုတချို့ရရှိထားသလိုချင်းကြီးနောင်ရဲဘော်တွေပေးဆက်ရတာလည်းရှိတယ်လို့အသိပေးပါတယ်။ဖလန်းနေဘက်မှာဆိုရင်လည်းအများကြီးစစ်ရေးတင်းမာပြီးတော့တော်တော်လေးကိုစစ်ကြောင်းထိုးတဲ့အခြေအနေမှာရှိတယ်။စစ်ကြောင်းထိုးတဲ့အင်အားကလည်းမနေ့တဲ့အင်အားဖြစ်တယ်လို့စလိုင်းတင်မီကချင်းကြီးနောင်သိမ်းပိုက်ထားတဲ့ဖလန်းကိုစစ်တပ်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာကိုအသိပေးပါတယ်။မြို့ကိုသိမ်းနိုင်တဲ့အခြေအနေမှာရှိထားပြီးဖြစ်လို့လက်မလွတ်ရရေးပြန်ပြီးတော့ခုခံဖို့လိုအပ်ကြောင်းပြောပါတယ်။ စစ်ကောင်စီထိုးစစ်ဆင်ခုခံနိုင်ဖို့ရဲဘော်တွေကမြေပြင်ကခုခံနေတာဖြစ်လို့ပြည်သူတွေထောက်ဖို့ရဲဘော်တွေအနေနဲ့တက်ဆွမ်းနေနေရကရဲဘော်တွေကိုထောက်ဖို့ပြီးဖို့လဲစလိုင်းတင်မီကတောင်းဆိုပါတယ်ချင်းတောင်ဟောင်းလက်ရှိအေးအေးတန်ချာမှာရဲဘော်တွေတိုက်ပွဲဝင်နေတာဖြစ်တယ်လို့တဖက်မှာလည်းပြည်သူတွေစစ်ဆောင်နေရတယ်လို့ပြောပါရယ်။ဇကိုင်းဘက်ကနေစစ်ကြောင်းထိုးလာတဲ့အခါပြည်သူအချို့ကချင်းတောင်ဘက်တက်လာတယ်။ချင်းတောင်ဘက်စကစရောက်တဲ့အခါမှာတော့ရွာဘက်ကိုစစ်ဆောင်နေတဲ့သူတွေကတော်တော်လေးများပါတယ်လို့ဆလိုင်းတင်ပြီးကပြောပါရယ်။ စစ်ရှောင်နေရတာဟာချင်းလူမျိုးသားမဟုတ်ပဲဗမာအပါဝင်တခြားတိုင်းသားများစွာပါဝင်ပြီးစစ်ရှောင်တွေကိုကူညီဖို့လိုအပ်ကြောင်းအသိပေးပါတယ်။ရောဂါခွဲရေးတန် YTF စစ်ယုံချုပ်ကရှဲပေါ်ဆွဲမှန်ဟင်ကလည်းချင်းညီနောင်မှာအခက်အခဲရှိပါကရောအနေဖြင့်အမြဲအစဉ်သင်ရှိဖို့ရန်ပုံငွေရှာဖွေမှုအစီအစဉ်မှာပြောပါတယ်။ချင်းပြည်လွတ်မြောက်ရေးဟာတခြားဒေသပြည်နယ်နဲ့တိုင်းတွေအတွက်လွတ်မြောက်ရေးလမ်းစဖြစ်တယ်လို့ရဲဘော်ဇွဲမှန်ဟင်းကပြောပါတယ်။လက်ရှိစစ်ကောင်စီကြိုးပမ်းနေတဲ့ရွှေကောက်ပွဲဟာ တော်လိုင်းအင်အားစုအားလုံးအတွက်ခလုတ်ကတင်ဖြစ်တယ်လို့ပြောကြပြီးဒါကိုအမြင့်ဖြတ်နိုင်ဖို့ပြည်သူလူထုရဲ့အားလိုအပ်တယ်လို့ပြောပါတယ်။အာနာရှင်လက်အောက်ကအမြန်ဆုံးလွတ်မြောက်နိုင်ရေးပါဝင်အားဖြည့်ပေးဖို့လည်းတိုက်တွန်းပါတယ်။ချင်းကြီးနောင်တွေတိုက်ထားတဲ့ဒေသတွေကိုလက်ရှိအချိန်အထိဝိုင်းဝန်းကာကွယ်လျက်ရှိပြီးဘယ်တော့မှလက်တွဲဖြုတ်မှာမဟုတ်ဘူးလို့လည်းကိုစွဲမှန်ဟင်းကပြောပါတယ်။